ကျွန်တော်တို့ပတ်စံရှိတာနဲ့ချမ်းသာကြွယ်ဝတာနဲ့မတူပါဘူးတချို့သူတွေဆိုလို့ရှိရင်ပတ်စံရှိတယ်ဒါပေမဲ့ချမ်းသာကြွယ်ဝမလို့ဥမာနဲ့ပြောရမယ်ဆိုလို့ရှိရင်တချို့တွေထီပေါက်လိုက်တယ်လက်ထဲမှာပတ်စံရှိသွားတယ်ဒါပေမဲ့နှစ်တော်တော်ကြာတဲ့အခါမှာပြန်ပြီးတော့မှမွဲသွားတယ်ပတ်စံတော့ရှိလိုက်တယ်ဒါပေမဲ့ချမ်းသာကြွယ်ဝမှုကိုမရလိုက်ဘူးအဲ့တော့ဒီနေ့တော့ကျွန်တော်ကချမ်းသာကြွယ်ဝတဲ့သူတယောက်ဖြစ်လာဖို့အတွက်လှုပ်ဆောင်ရမယ့်အဆင့်၄ဆင့်ကိုကျွန်တော်ပြောင်းဝေသွားပါလိမ့်မယ် ဲ့တော့ပြောစရာတော့ရှိတယ်ချမ်းသာကြွယ်ဝခြင်းငွေစုပါလားနော်ပတ်စံနေစုပါလားဆိုပြီးတော့မှပြောစရာတော့ရှိတယ်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ပတ်စံစုတာကချမ်းသာကြွယ်ဝမှုကိုမဖြစ်စေပါဘူးပတ်စံစုတာကပတ်စံစုတာပါပဲအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီနေ့တော့အဲ့တော့အဆင့်၄ဆင့်ကပါတယ်လေโอเคနံပါတ်1အဆင့်ကချမ်းသာကြွယ်ဝဖို့အတွက်နံပါတ်1အဆင့်ကပါလဲဆိုတော့ကျွန်တော်တို့က value creation လို့ခေါ်တဲ့ လူတွေအခကြေးငွေနော်တံမိုးတစုံတရာပေးပြီးတော့မှဝယ်နိုင်တဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေကိုကျွန်တော်တို့ကထုတ်ရမှာ value တစ်ခုပေးနိုင်တဲ့အရာတစ်ခုကျွန်တော်တို့ထုတ်ရမှာကဲပြီကိုကမထုတ်နိုင်ဘူးဆိုလို့ရှိရင်ဝယ်ပြီးတော့မှရောင်းရမှာဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကခုနပြောတဲ့ value creation လုပ်လိုက်ပြီးထုတ်ကုန်တွေထုတ်လိုက်ပြီးဝန်ဆောင်မှုတွေနော်အဲ့တော့ပေးလိုက်ပြီးစိုင်းနေဖွင့်လိုက်ပြီးဆိုလို့ရှိရင်ငွေချေးဥစ္စာတွေရလာတဲ့အခါမှာ အဆင့်နှစ်ကဘာလို့ရမှာလဲဆိုတော့ကိုယ့်လက်ထဲမှာရှိတဲ့ငွေနော်အဆင့်နှစ်ဒီကိုယ့်လက်ထဲမှာရှိတဲ့ငွေတွေကိုကိုကကြည့်ရမယ်နော်အဆင့်နှစ်နော်အဲ့တော့ရလာတဲ့ငွေတွေကိုကျွန်တော်တို့ကြည့်ရမယ်အဲ့ဒီငွေတွေကိုကျွန်တော်တို့စီမံခန့်ခွဲနိုင်ဖို့ကျွန်တော်တို့စဉ်းစားရမယ်နော်အဲ့တော့ဘယ်လောက်ရှုံးလဲဘယ်လောက်မြက်တယ်လဲဘယ်လောက်ဝင်တယ်လဲဘယ်လောက်ထွက်တယ်လဲโอเคအဲ့တော့အထာတွေသိပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ထဲမှာအမျက်ငွေတွေရလာပြီဆိုလို့ရှိရင်အဲ့ဒီငွေတွေကိုစုမထားပါနဲ့ရလာတဲ့အမျက်ငွေကိုစုထားခြင်းတွေကျွန်တော်တို့မတိုးတက်နိုင်ဘူး ဲ့တော့ဘာလို့ရမှာလဲဆိုတော့ရလာတဲ့အမြတ်ငွေတွေကိုအဆင့်၃အနေနဲ့ကျွန်တော်တို့ကိုယ့်အတွက်ဝင်ငွေရှာပေးနိုင်တဲ့အရာတွေပေါ်မှာထပ်ပြီးတော့မှရင်းနှီးမြှုပ်နှံမှာကျွန်တော်တို့အဲ့ဒါကို assets လို့ခေါ်တယ်။ No assets ပေါ့။ထားမတော့ကိုကငွေအနည်းငယ်ရလိုက်ပြီးရလာတဲ့ငွေကိုကိုက စုထားတာမျိုးမဟုတ်ဘဲနဲ့နော်အဲ့တော့မြေဝယ်လိုက်တယ်။ဒါမှမဟုတ်အိမ်လေးဝယ်လိုက်တယ်ဒါမှမဟုတ်တိုက်ခန်းဝယ်လိုက်တယ်။အဲ့တော့အဲ့ဒီတိုက်ခန်းအဲ့ဒီမြေ အဲ့ဒီအိမ်ကနေပြီးတော့မှကျွန်တော်အိမ်ငါးကမြင်ငါးကအနေနဲ့ပြန်ရလိမ့်မယ်။ကဲငွေရဲ့အသိမများဘူးဆိုလို့ရှိရင်လည်းဘာလို့လို့ရလဲဆိုတော့ဆိုကြပါစို့ကျွန်တော်တို့ဆိုင်ကယ်တစ်စီးထောင်လိုက်မယ်။နော်အဲ့ဒီဆိုင်ကယ်တစ်စီးကနေဘာဖြစ်မလဲဆိုတော့ကိုယ့်ငွေတွေပြန်ရှာပေးလိမ့်မယ်။ဒါပြောချင်တာကဘာလဲဆိုတော့ကိုယ့်ရဲ့ငွေတွေကိုကျွန်တော်တို့ကိုယ့်ငွေပြန်ရှာပေးနိုင်မယ့်နေရာတွေမှာရင်းနှီးမြှုပ်နှံမှာမဆုပါနဲ့။စဉ်းစားကြည့်နော်ကျွန်တော်တို့ကအဲ့တော့ငွေတွေစုထားမယ်ဆိုလို့ရှိရင်အဲ့ဒီငွေကတိုးလာမှာမဟုတ်ဘူး။ ဲ့တော့ access လို့ခေါ်တဲ့ခုနကပြောတဲ့ကိုယ်ကိုငွေရှာပေးနိုင်တဲ့နေရာတွေမှာရင်းနှီးမြုပ်နာမှာနေရာတိုင်းမှာလိုက်ရင်းနှီးမြုပ်နာမှာဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်တို့ကိုနားမလဲတဲ့နေရာတွေမှာတော့ရင်းနှီးမြုပ်နာမှုမလုံမီဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကိုကနားမလဲဘူးလေ။နားမလဲတော့ကျွန်တော်တို့ရှုံးနိုင်ခြင်းများတယ်။ကိုကိုရဲ့ငွေလေးကဒီပလုံသွားနိုင်တယ်။အဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကိုနားလဲတဲ့နေရာတွေမှာလိုက်ပြီးတော့မှရင်းနှီးမြုပ်နာကိုကိုပတ်စံပြန်ရှာပေးနိုင်တဲ့အရာတွေကိုကျွန်တော်တို့ဝယ် အဲ့တော့ကြာလာတဲ့ခါမှာဘာဖြစ်လဲဆိုတော့ income stream လို့ခေါ်တဲ့ဝင်ငွေရပေါက်ရလန်းတွေကဟိုနေရာဒီအမြတ်ငွေရမယ်ဒီနေရာဝင်ငွေရှိမယ်ဟိုနေရာဝင်မယ်ဒီနေရာဝင်မယ်ဆိုပြီးတော့မှအဲ့ဒီငွေတွေစုလာတဲ့ခါမှာနော်အဲ့ဒီငွေတွေကများလာတဲ့ခါမှာဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့နောက်ဆုံးအဆင့်၄ဖြစ်တဲ့ wealth လို့ခေါ်တဲ့ချမ်းသာကျွယ်ဝမှုကိုရလာနိုင်တယ်အဆင့်၄ခုပေါ့နော်ကိုကချမ်းသာကျွယ်ဝတဲ့သူတယောက်ဖြစ်လာဘူးအဲ့တော့အချိန်တော့ကျွန်တော်တို့ယူရလိမ့်မယ်အချိန်ဘယ်လောက်ယူရမလဲဆိုတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုနော်ကိုယ့်ရဲ့ဉာဏ်ရှိရှိ တုံးဆွေးနိုင်မှုပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ရနိုင်မယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ချမ်းသာကြွယ်ဝတဲ့သူတယောက်ဖြစ်လာဖို့အတွက်လှူဆောင်မယ်အစဉ်၄၀ပါအဲ့တော့ဒီအကြောင်းအရာတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေတွေဘာတွေရလိုက်တယ်လဲနော်ကိုဘာတွေဒီတခုခုစဉ်းစားလိုက်မိလဲဆိုတော့ကိုမမှာတစ်ချက်လောက်ရေးရရင်ရေးပြပါဦးဒီဗီဒီယိုဆုံးချောင်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုကြံလေးအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ